ရခင်ရဲ့ကျေးဇူးကိုချီးမွမ်းပါတယ်။အလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်။ဒီနေ့ကျွန်တော်တို့တစ္ဆာစကားကိုဝန်ခံပါဆိုရဲကောင်းစီလေးနဲ့တူတူကဆင်ခြင်ဖို့အတွက်ဖြစ်ပါတယ်။တိတုဩရာစာခန်းကြီး၃ငယ်၈မှာဣဇဂါဘီတစ္ဆာစကားဖြစ်၏သာပြီးတော့မှာဒီခန်းကြီး၃ငယ်၈မှာဒီရာလေးကိုတွေ့ရတယ် တစ္ဆာစကားဆိုတော့တကယ်တော့ဖះစကားဖြစ်တယ်။ဒါတစ္ဆာထားရမယ်။ပြောချင်တာအာဒီအတိုင်းတစ်သက်လုံးဝန်ခံပြီးအသက်ရှင်ရမယ်ဆိုတဲ့ဥစ္စာကိုပြောချင်တာဖြစ်ပါတယ်။ဖះသခင်ကိုယုံကြည်တော်သူတို့သည်ကောင်းသောအကျင့်တို့ကိုအမြဲကျင့်အပ်တော်ငါတတိပြုရကြမည်အကြောင်းသင်သည်ဤအရာများကိုကြိုးစား၍ဟောပြောစီခြင်းကငါအလိုရှိ၏။ ဖရာသခင်ကိုယုံတဲ့သူလို့ပြောတဲ့အခါမှာအာဒါသခင်ယေရှုကိုယဉ်ညွန်းကျင်တာပါကျူးတွေကိုပြောတာမဟုတ်ဘူးဒါအပေါ်မှာကဒါတန်ရှင်တော်ဝိညာဉ်တော်အပြင်ပြုရင်ပြောင်းလဲခြင်းခံထားရတဲ့သူတန်ရှင်တော်ဝိညာဉ်တော်ကြွယ်ဝသောသုံးလောင်းခြင်းခံထားရတဲ့သူဆိုတဲ့ဥစ္စာကိုဒီအပေါ်မှာရှိတဲ့အခန်းငယ်မှာပြောထားတဲ့အတွက် ဒါဒီဒါဒီသခင်ယေရှုခရစ်တော်ယုံကြည်လက်ခံတဲ့သူကိုပြောတာဒါကြောင့်သခင်ယေရှုခရစ်တော်သည်ဖခင်ပဲဖြစ်တယ်ဆိုတာဥပမာတွေ့ရတယ်အဲ့တော့ဒီမှာပြောတာဖခင်သခင်ကိုယုံကြည်တော်သူတို့သည်ဆိုတာဒါအတူတူပဲเนาะဒါကြောင့်ဒီနေ့ကျွန်တော်ကြားနေရတယ်ယေရှုကဖခင်မဟုတ်ဘူးဆိုတဲ့ဥစ္စာဒီကေမှားတယ်ရဖြစ်တယ်ကျမ်းစာဒီမှာအတိအကျပြောပြထားတယ်ဆိုတာကျွန်တော်နားလည်ဖို့လိုအပ်ပါတယ် ဒါကြောင့်ယေရှုယုံနေဖခင်ကိုယုံနေသူတွေရာတဲ့ကောင်းသောအကျင့်ကိုအမြဲကျင့်အပ်တော်ကတတိပြုရကြမည်အကြောင်းဆိုတာဒါရီဦးမင်းစူးစမ်းပြီးတော့မှပြောပါကောင်းသောအကျင့်ကိုဘယ်လိုကျင့်ရမလဲဆိုလို့ရှိရင်အမြဲကျင့်ရမယ်ဘယ်လိုဘယ်လိုကျင့်ရမလဲစူးစမ်းပြီးကျင့်ရမယ်ဆိုနေ့တိုင်းပေါ့နော်နေ့တိုင်းဒီကောင်းသောအကျင့်ကိုကျင့်ရမယ် ဆိုတော့အဲ့လိုကျွန်တော်လုပ်နိုင်မလားဟိုပြန်ပြီးတော့စဉ်းစားကြည့်ကျွန်တော်ကောင်းတဲ့အချက်တွေကိုကျင့်နိုင်မလားဆိုတော့ဘယ်တော့မှအဆုံးကောင်းတဲ့အချက်ရပါလေဆိုတာတွေကိုကျွန်တော်ပြန်ပြီးတော့မှစဉ်းစားဆင်ခြင်ဖို့ဟုတ်ဒါလေးကျွန်တော်အစတုန်းကတော့ဟိုအရင်ဝင်ငှားခဲ့တုန်းကလည်းဒါလေးတွေထည့်ပြီးပြောပါတယ်အကောင်းတယ်လို့ပြောတဲ့အခါမှာဒီလူကြီးသတ်မှတ်ထားတဲ့စီမင်းစီကံတွေကကောင်းပါတယ်ဆိုတဲ့ဥစ္စာတွေအကုန်ပါပါတယ်နော်ကောင်းတယ်လို့ပြောတဲ့ဥစ္စာတွေအကုန်ပါပါတယ် လူရဲ့စီကန်းဘောင်ထဲမှာဦးသူလှုပ်ဆောင်တဲ့အရာတွေကကောင်းလိုက်တာဆိုတဲ့ဥစ္စာပါပါတယ်။အဲ့ဒီအရာတွေကိုလေဖျားသခင်ကနှစ်သက်တယ်လို့ပြောတယ်နော်။ဒါလေးကိုလေကျွန်တော်တွေ့ရပါတယ်။ထိုအရာများကိုကြိုးစားပြီးဟောပြောစီခြင်းငါလို့ရှိထိုအချင်းတို့ဒီကောင်းတည်တာမှာကလူတို့အကျိုးကိုပြုစုတတ်သောအချင်းဖြစ်ကြ යි ။ပထမကလေးကြားလို့ရှိရင်ကျွန်တော်တို့က ဒီကောင်းသောအကျင့်ကိုဒီခါလေးကြားလို့ရှိရင်အရန်နှိမ့်တာမျိုးဖြစ်တယ်အဲ့တော့ကေတင်ခြင်းနဲ့ပတ်သက်လို့တော့ဒါကျွန်တော်တို့အပေါ်အခန်းနေမှာတော့ကိုယ့်ရဲ့ကောင်းမှုကုသိုလ်အားဖြင့်ကိုယ့်ရဲ့ကောင်းတဲ့အကျင့်အားဖြင့်ကောင်းနေငံတော့သွားဖို့ဖခင်ရဲ့ကေတင်ခြင်းမှာတော့ဝင်ပောင်းလို့မရအောင်အဲ့တော့သိကြတယ်ဒါပေမဲ့လောကမှာကောင်းတဲ့အကျင့်ကျင့်တဲ့အရာကတော့ဖခင်နဲ့တက်တဲ့အရာဖြစ်တယ်ဆိုတော့တွေ့ရတယ်ဆိုတော့ ကောနီလီဆိုတဲ့တက်မှုတရားရှိတယ်။ဒါကျွန်တော်တမန်တော်ဝတ္ထုတွေမှာပါတယ်။ဆိုတော့ तू ကသောဖြောက်ပြီးတိချာမသိဘူး။သခင်ရှုခရစ်တော်နဲ့သက်ဆိုင်တဲ့ဧဝံဂေလိတရင်စကားလား तू တိချာကြားဘူးတာမဟုတ်။ဒါပေမဲ့ तू ပေါင်းသိတဲ့သူတွေကခရိယန်တွေဖြစ်တယ်။ခရိယန်တွေဖြစ်တော့ဟိုကျွန်တော်ကြည့်တယ် तू ကဒီအာဘာသာရေးနဲ့သက်ဆိုင်တဲ့အရာအရင်စိတ်အားကြီးတဲ့သဘောမျိုးလေးရှိရဆိုတာတွေ့ရတယ်။ ဲ့ခါမှာသူကအမြဲတမ်းဖရာသခင်ကိုကိုးကွယ်တယ်ပြီးတော့မှဒီဖရာနဲ့သက်ဆိုင်တဲ့အရာတွေမှာယူယူတီတီနဲ့ပြုတ်မှုကျင့်ကြံကြတယ်ဆိုအဲ့ဒီအရာကတဲ့ကောင်းကင်ကိုတက်သွားတယ်အဲ့လိုစိတ်တဘောရှိတဲ့သူအဲ့လိုလှုပ်ဆောင်တဲ့သူတွေရဲ့အရာကကောင်းကင်ကိုရောက်တယ်ဒါဆိုကောင်းတဲ့အလုပ်လောကမှာကောင်းတဲ့အရာကျင့်ကြံပြုတ်မှုပြောဆိုလုပ်ကြိုင်တဲ့အရာကိုဘုရားသခင် လို့ရှိတယ်နှစ်သက်တယ်ဆိုတော့တွေ့ရဒါကြောင့် तू အဲ့ချိန်မှာကေတင်ခြင်းမရသေးဘူးအေးဝီဒင်းစကောင်မကြားရသေးတဲ့အတွက်ဘာသာလို့လဲဆိုလို့ရှိရင်ဒီကောင်းကင်တမန်ကိုဆေလွတ်ပြီးတော့မှမင်းစီကိုဒီရှိမုံလို့ခေါ်တဲ့ပီတုကလာပြီးတော့မှမင်းကိုတင်းစကားပြောကြလိမ့်မယ်ဆိုတော့ကောင်းကင်တမန်ဆေလွတ်ပြီးတော့မှပြောပြီးတော့မှဒီရုပ်ပီမျိုးမှာရှိနေတဲ့ပီတုကိုလေသွားပြီးတော့မှ ကောင်းဝင်ကစေးလို့ပြီးတော့သွားကိုနေလေးစီသွားပြီးတော့မှအင်ဝင်လေးသွားပြောပါဆိုပြီးတော့မှစေခိုင်းတယ်ဆိုတော့ဒီအဖြစ်အပျက်မှာကြည့်လို့ရှိရင်ကိုနေလေးကကောင်းတဲ့အကျင့်ကိုချင့်နေအခါမှာဒီကောင်းတဲ့အရာကဖရဲသခင်ကြီးကိုရောက်သွားတယ်ဒါပေမဲ့အဲ့ဒီအရာဖြင့်သူကေတင်ချင်းရတာတော့မဟုတ်ဘူးဒီမှာလည်းပေါ်လွင်တယ်ကောင်းသောအကျင့်ကျင့်လို့ကေတင်ချင်းရတာမဟုတ်ဘူးယေရှုခရစ်တော်အဖြစ်မဲ့မင်းဟာကေတင်ချင်းကိုရမယ်ဆိုတဲ့အရာကိုဒါဖရဲကအင်ဝင်လေး တမန်တော်ရှင်ပေတုကိုလှုပ်ပြီးတော့မှပြောခိုင်းတယ်အင်္ဂလိပ်တင်စကားကိုပြောခိုင်းတယ်ဆိုတာအဲမှာကျွန်တော်တို့နားလေဒါကြောင့်ကောင်းတဲ့အကျင့်ဟာဘုရားသခင်နှစ်သက်တယ်ဒါလူကြီးကြားထဲမှာပဲကောင်းတဲ့အကျင့်ပြောတာဖြစ်တယ်နောက်နောက်တစ်ပိုင်းကကျွန်တော်ဒီကောင်းတဲ့အကျင့်ဆိုတာဘုရားရဲ့စံငင်စံညွန်းနဲ့ချိန်တဲ့အခါမှာကောင်းတဲ့အကျင့်ဆိုလို့ရှိရင်ဒါဘုရားရဲ့ပြည်ရင်ဖြစ်သွားတယ်ဒါကြောင့်လို့ရှိရင်ကျွန်တော်တို့ကမှန်နေဆိုတဲ့အရာတွေကောင်းပါလေကိုယ့်ရဲ့စိတ်ကူးစိတ်တန်းနဲ့အုံနောက်ထဲက လူတွေရဲ့ပီတံနဲ့တိုင်းတာတယ်ကောင်းပါတယ်ဆိုတဲ့အရာကိုပဲအကောင်းတဲ့အကျင့်လို့သတ်မှတ်လို့ရှိရင်မှားမှားတာလည်းရှိတတ်တယ်ကျင်းစာနဲ့ပြန်ချိန်ရပါမယ်တမာတရားကိုသိရဆိုတာအဲ့ဒါကိုပြောချင်တာကောင်းတဲ့အကျင့်ဆိုတာတမာတရားကိုသိပြီးတော့မှအဲ့ဒီတမာတရားပေါ်မှာယက်တည်တယ်ဝန်ခံတယ်အဲ့ဒီအတိုင်းပြောတယ်အဲ့ဒီအတိုင်းလုပ်တယ်အဲ့ဒီအတိုင်းစိတ်သဘောထားတယ်အဲ့ဒီအတိုင်းအသက်ရှင်တာကိုဒါကောင်းတဲ့အကျင့်လို့နှုတ်ကပတ်တော်ကကျွန်တော်တို့တက်တည်ထူတာဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ် ကျောင်းမှာပြောမယ်ဆိုကျွန်တော်သိမိတာပဲအဲတော့အာမာရီနဲ့အာသူ့ရဲ့အမဖြစ်တဲ့ဒါမာတာဒီကိစ္စမှာကျွန်တော်တို့တွေ့ရတယ်နော်ဒါသခင်ရွှေရှေ့မှာမာရီယာဟိုသခင်ရွှေရဲ့ဝေငှနေတဲ့တမန်တရားကိုနားထောင်နေတယ်ဆိုမာရီယာတော့သခင်ရွှေမဲ့တပည့်တော်တွေစားဖို့အတွက်ပြင်ဆင်နေခဲ့ရတယ် နော်ဒါကိုတွေ့ရတယ်အဲ့ခါမှာမာရိယာပြင်ပန်းလာတော့သွားပြီးတော့မှသူ့ညီမကိုအပြစ်တင်တယ်သခင်ယေရှုလည်းမာရိသူ့နဲ့အတူသူ့ညီမသူ့နဲ့အတူလာပြီးလှုပ်ဖို့အတွက်ကူလှုပ်ဖို့အတွက်တပြိုးတဲ့ခါမှာမဖယားရဲ့ဆံမှာကြတော့မဟုတ်ဘူးမာရိမင်း oh sorry ဟုတ်မှာသားမင်းကအလုပ်ကြီးရှုပ်ပြီးပြင်ပန်းနေပြီမာရိယာတော့ဒါမင်းသူ့အသက်တာထဲမှာသာဝရပါမယ့်အရာကိုသူရွေးချယ်ပြီး နားထောင်နေတာဖြစ်တယ်ဆိုတာဒါကိုတွေ့ရတယ်။ဆိုတော့အဲ့ဒါကြတော့ကျွန်တော်အုံနှောင်းနဲ့တော့ရှင်လို့မရအုံနှောင်းနဲ့ဆုံးဖြတ်လို့မရအုံနှောင်းနဲ့ဆိုလို့ရှိရင်မာတာသခင်ယေရှုနဲ့တပည့်တော်တွေအတွက်ချက်ပြုတ်ပြီးလှုပ်ဆောင်ပေးနေတဲ့အလုပ်ဒါကောင်းတဲ့လုပ်လို့ကျွန်တော်တို့အဲတတ်မှတ်လိုက်လို့ရတယ်။အဲ့လိုမုန်းနေတော့ဆိုတော့သခင်ယေရှုရှိမှသွားပြီးနားထောင်သခင်ယေရှုပြောတဲ့နှုတ်ကပတ်တော်နားထောင်တနည်းအားဖြင့်ဒီခေတ်ဆိုလို့ရှိရင်ကျမ်းစာဖတ်မယ်ဆုတောင်းမယ် အဝိမှန်ကန်တဲ့ဆရာသမားတွေဝီငှားတယ်ဆိုတော့ကျွန်တော်နားထောင်နေခြင်းရဒါကောင်းတဲ့အလုပ်စစဝတ်နေရေးဆိုတဲ့ဥစ္စာကြတော့ဒါနဲ့ပြန်ပြောမစိုးရိမ်နေဆိုတဲ့ဥစ္စာသခင်ပြားဝီငှားတယ်ဒီမှာပါသွားမနေ့ပြန်နေရတော့မင်းတို့အစိုးရိမ်ကဟုံးမေဆိုတော့တက်မွေးလောက်တဲ့အစာမင်းကကျွေးမေစာငက်လေးတွေကိုကြည့်စင်ဆက်ပြီးအဲ့ဒီမှာဖခင်ရဲ့ကျွေးမွေးပြုစုမဆခြင်းကကျွန်တော်နေ့စဉ်အသက်တာထဲမှာစဝတ်နေရေးဖြည့်ရှင်ဖို့အတွက်ကို ဘုရားတောင်းယူပါတယ်ဆိုတဲ့ဥစ္စာကျုပ်တွင်းနဲ့မခိုင်မမှုနဲ့ပြင်ပြတ်တင်ကျွန်တော်တကယ်ပြီးတဲ့အခါအဲ့ဒီသက်တည်ကိုကျွန်တော်တို့ကရလာမှာဖြစ်တယ်အဲအဲ့ဒါမှကြတော့ခုနပြောလို့ပေါ့ဒီမာရိမာတာကိစ္စမှာကြတော့ကျွန်တော်အုံနောက်နဲ့သွားပြီးတော့မှအာဟိုဆုံးဖြတ်လို့တိုင်းတာလို့မင်းရတော့ခုနကောနေလीကြတော့သူကလုံးဝမယုံသေးတဲ့သူတယောက်အခင်ရှုလုံးဝနားမလည်သေးတဲ့သူတယောက်ဖြစ်တဲ့အခါမှာ သူ့ရဲ့ကြိုးစားပြီးတော့လောကမှာလှုပ်တဲ့အရာတွေကလည်းဘုရားသခင်လက်ခံတယ်ဘုရားသခင်မြင်နေတယ်အဲ့နှလုံးသားကိုဘုရားသခင်ကြိုက်တယ်ဆိုတာကိုလည်းကျွန်တော်သိရတယ်ဒါကြောင့်ကောင်းတဲ့အလုပ်လုပ်တိုင်းမကောင်းပါဘူးဆိုပြီးတော့မှဆွတ်ဆက်ပြောနေတဲ့သူတွေကိုကျွန်တော်ဒီဒီမှုရာတွေကကြတော့ဟိုမိမောင်းထိုးပြရာအကြောင်းရှိတယ်ဆိုတော့တွေ့ရဟုတ်ပြီကျွန်တော်ကဒီကောင်းတဲ့အလုပ်တွေကိုလုပ်နိုင်မလားလုပ်လို့ရလားဆိုတော့ရတယ်တဲ့ဒါဒီတိတုတွေမှာပဲကျွန်တော်ပါလား နော်ဒါအခန်းကြီး2ထဲမှာအငယ်14ထဲမှာဒါလေးကျွန်တော်ဆင်ခြင်ခဲ့ပြီထိုသခင်ယေရှုခရစ်သည်ခတ်သိမ်းတော်ဒုစရိုက်မှာငါတို့ကိုရွေးနှုတ်ခြင်းငါ၎င်းကောင်းတော်အကျင့်ပဲ၌စိတ်အားကြီး၍ပိုင်ထိုက်တော်မူသောအမျိုးကိုမိမိကိုစင်ကြယ်စေခြင်းငါ၎င်းကိုကိုကိုစွန့်ကြဲတော်မူ၏ခတ်သိမ်းတော်ဒုစရိုက်ဆိုတာကျွန်တော်တို့အသက်တာတွေမှာရှိတဲ့ ဒူးစရိုက် RN ကနေပါလာတဲ့ဗီဇအပြစ်မကောင်းတဲ့ဒူးစရိုက်အသက်တာထဲမှာလှုပ်ဆောင်လာတဲ့ဒူးစရိုက်အားလုံးကိုဘုရားသခင်ကယေရှုခရစ်တော်အပြင်ဖြည့်ရှင်ပေးလိုက်ပြီးတော့မှကောင်းသောအကျင့်ဘက်၌စိတ်အားကြီး၍ဆိုတော့ခုနပြောနော်အထင်းမှာစိတ်အားထက်တန်လာဖို့ခုနခရစ်တော်နဲ့သက်ဆိုင်တဲ့အရာနှုတ်ကပတ်တော်တမန်တော်နဲ့သက်ဆိုင်တဲ့အရာအပြီးတော့မှ တမတရားထဲမှာပြောပြထားတယ်ဘုရားသခင်နှစ်သက်တဲ့အရာတွေလှုပ်ဆောင်မှုတွေဘာဖြစ်လဲဆိုတော့အရင်စိတ်အားထက်သန်တဲ့သဘောတဘာဝကိုဘုရားသခင်ကပြင်ဆင်ပေးထားတာဒါဤဖက်ထင်မှာလည်းကျွန်တော်တို့ဒါလေးကိုထပ်ပြီးတော့မှတွေ့ရပါတယ်ဒါကျွန်တော်ကေတင်ကြီးစိတ်ချမှုတွေမှာကေတင်ကြီးတင်မတင်တန်းနေမှာဒီဤဖက်နှစ်ရှစ်ကိုကျွန်တော်အမြဲတမ်းပြောရယုံကြည်သူအဖြစ်ကြီးသူတော်ကြောင့်ကေတင်ချင်းကိုရတယ်ကုကုသူအဖြစ်ရတယ်မဟုတ်ဘူး ဒါကိုကျွန်တော်တို့စိတ်ချမှုပြီးတဲ့ခါမှာပြောတယ်အငည့်တစ်ဆေးမှာဒါလေးကိုလေပြောကြပါဒါပေမဲ့ပြောတာနည်းနည်းတော့အားနေတယ်အငည့်တစ်ဆေးမှာကြောက်အပေကြောင့်နေဟုမူကငါတို့ဒီကောင်းသောအကျင့်တို့ကိုကျင့်ရမည်အကြောင်းယေရှုခရစ်၌ပြုပြင်၍ဖန်ဆင်းတော်မူရာဖြစ်ကြ၏ထိုကောင်းသောအကျင့်တို့၌ငါတို့ဒီကျင်လေရမည်အကြောင်းဘုရားသခင်ဒီငါတို့ကိုပြင်ဆင်တော်မူနှင့်ဩကောင်းသောအကျင့် ဘာလို့အမလဲဆိုလို့ရှိရင်ကေတင်ချင်းခံရတာငွေကိုးမှာကြတော့ကေတင်ချင်းခံရတယ်ကြီးစုတော့ကြောင်းကိုယ့်ရဲ့ကုသိုလ်အဖြစ်မရဘူးဒါကိုပြောပြထားတယ်အငွေတစ်ဆယ်ကိုရောက်လာတဲ့အခါမှာအဲ့ဒီလိုမိကေတင်ချင်းခံရတာဒီဖခင်ရဲ့အလိုတော်ဖခင်သခင်လှုပ်စီခြင်းနဲ့အရာမှာလှုပ်ဖို့အတွက်ဖခင်သခင်ကေထားတာဖြစ်တယ်ထပ်ပြီးပြောတယ်အဲ့ဒီကောင်းတဲ့လှုပ်ဒီမှာမလုပ်ရမလဲဆိုလို့ရှိရင်ကျင်လည်ရမယ် ကျင့်လေဆိုတော့ကျွမ်းကျင်တယ်။ကောင်းသောအရာဘုရားသခင်လူရှိတဲ့အရာဘုရားသခင်ဖြစ်စီခြင်းတဲ့အရာဘုရားသခင်ပြောစီခြင်းတဲ့အရာအားလုံးကိုလုပ်တဲ့အခါမှာသူအဲ့ညံမှာကျွမ်းကျင်တယ်ကျင့်လေတယ်ဆိုတဲ့ဥစ္စာပေါ့ဒီမှာတွေ့ရတယ်။ဆိုတော့ဒါကြောင့်ကေတင်ချင်းခံရကလေးကဘုရားကကျွန်တော်တို့အတွင်းထဲမှာကောင်းတဲ့အကျင့်ကိုကျင့်နိုင်ဖို့အတွက်ဘုရားသခင်အလိုတော်နဲ့ညီကျွန်တော်လှုပ်ဆောင်နိုင်ဖို့အတွက်တခါတည်းတက်ဆင်ပေးလိုက်တယ်ဆိုတဲ့ဥစ္စာကျွန်တော်ဒီ ကျန်းကျက်တွေအပြင်ထပ်ပြီးတော့မှဆင်ခြင်းနားလေအဲ့ဒီအရာတွေဟာလူတွေအကျိုးတွေကိုတိဆောက်ပေးတဲ့အရာဖြစ်ပါတယ်ဆိုလေဒါကြောင့်ကျွန်တော်လုပ်ရမယ်ဆိုပြီးတော့မှတိတူကိုတမန်တော်ရှင်ပေါ်လူကတွန်းအားပေးခိုင်းတယ်ဒါအာဒီ credit ကျုံးမှာရှိနေတဲ့ယုံကြည်သူအသင်းတော်ဒါဒီလိုလုပ်ရမယ်ဆိုပြီးတော့မှတွန်းအားပေးခိုင်းတယ်ဆိုတော့တွေ့ရတယ်နောက်တစ်ခုကကျတော့ဘာလဲဆိုတော့မလုံနဲ့ရှောင်ရမယ်ဆိုတဲ့ဥစ္စာကို ထပ်ပြောတာတွေ့ရပါတယ်ဒါတိတူ over ဆိုအခန်းကြီး3ငယ်6မှာမိုက်မေသောပု္ပ္ပစာအမီးတို့ကို၎င်းဟိုမိုက်မေသောပု္ပ္ပစာအမီးဆိုလို့ရှိရင်ဒါကျွန်တော်စမ်းစာဖတ်တဲ့အခါမှာအချို့အရာတွေကတစိမ့်ခတ်ထားတယ်လို့ကျွန်တော်ပြောနားလေရမယ်အပြာရိတ်ကျမ်းမှာလည်းပြောတယ်ကောင်းကင်တမန်တွေချိုးရတဲ့တစိမ့်ခတ်ထားလိုက်ကွာ စိတ်ခတ်ထားတယ်ဆိုတော့ဒါဘုရားသခင်မဖွင့်ပြအောင်မဖော်ပြအောင်ကျန်တဲ့အုပ်လုံးဖတ်လို့ရှိရင်ချို့ဟာတွေကကြတော့ချို့အကြောင်းအရာတွေကကျွန်တော်တို့အော်နည်းနည်းဒွိဟာဖြစ်သွားတယ်မိကုံမင်းစရာအကြောင်းလေးတွေဖြစ်တယ်အချို့ကကျွန်တော်ကျွန်တော်တိတ်နားမလဲတဲ့ဥစ္စာလေးတွေလည်းဖြစ်တတ်ပါတယ်ဒါပေမဲ့အဲ့ဒီအရာလေးတွေကိုကျွန်တော်တို့ဘာမလုပ်နိုင်လဲဆိုလို့ရှိရင်အဲ့ဒါကိုမိကုံထုတ်ပြီးတော့မှရေးလေအကြီးကြီးဆွေးနွေးနေတာမျိုးမလုပ်ပါနဲ့သူတာကိုတားမြင်ထားတယ် ဆွေစဉ်မျိုးဆက်စည်းင်းတို့ကို၎င်းဒါတော့ဂျူးတွေပဲဂျူးတွေကဒီဆွေစဉ်မျိုးဆက်စည်းင်းကိုရေးရေးလေးလေးချစ်ကားအဲသူတို့ဒါအမျိုးမျိုးပေါ့လေဒါဒီဒီထဲမှာလာတဲ့တဏှာကြီးစကားတွေဆွေစဉ်မျိုးဆက်နဲ့သက်ဆိုင်တဲ့ဥစ္စာဘယ်အမျိုးကလာပြီးတော့ဒါကသူတို့ကဘယ်အမျိုးလားဒါဘယ်အမျိုးပုံမြင့်မြတ်တယ်စိတ်ပြန်ဒါတွေအများကြီးဆွေးနွေးတယ်အဲ့ဒါအကျိုးမရှိဘူးလေအဲ့ဒါတွေမလုပ်ပါနဲ့နောက်တစ်ခုကကြတော့ပြည့်ညက်တရားကြောင့် ရန်တွေ့ခြင်းတိုက်ခံခြင်းတို့ကို၎င်းရှောင်လို့အဲအဲ့ဒါအဲ့ဒီအရေးကြီးတယ်ပဲပြည့်ညက်တရားကြောင့်ဒါဂျူးတွေနဲ့ပဲသက်ဆိုင်သွားပြီဆိုတော့များသောအားဖြင့်ဂျူးဒီဘာသာရေးသမားတွေကသူကဒီအချက်နဲ့ချက်ကိုသူတို့လှုပ်ဆောင်နေဆိုတာကိုတွေ့ရတယ်တဲ့ဆိုတော့ပထမတစ်ခုကကြတော့သူတို့ဘာကိုလှုပ်ဆောင်လဲဆိုလို့ရှိရင်ဓမ္မဟောင်းကျမ်းရဲ့ ဒီရှီလီရတဲ့ဆွေစဉ်မျိုးဆက်အရာတွေစည်ရင်ပြုစုတဲ့ဥစ္စာတွေအဲ့ဒါတွေနဲ့တို့အချိန်ကုန်နေနောက်တစ်ခုကကြတော့ဒီဥပုံနေနဲ့သက်ဆိုင်တဲ့ပြည့်ညတ်တွေပြီးတော့မှတန့်ရှင်းရှင်းနဲ့သက်ဆိုင်တဲ့ပြည့်ညတ်တရားတွေအဲ့ဒါတွေနဲ့ပဲတို့ဘာလို့ကြားလဲဆိုလို့ရှိရင်အာဆွေးနွေးညင်းခုံပြီးတော့မှအချိန်တွေကုန်ဆိုအရာတွေကသူတို့အဲ့လိုဆွေးနွေးညင်းခုံတာသူဖျားဝန်းနိုင်မွေ့လျော်တယ်။ဆိုပြီးတော့မှသူတို့ကိုသူတို့လှည့်စားလိုက်တဲ့အရာဖြစ်တယ်ဆိုပြီးမှ ပြောတယ်တကယ်တော့အဲ့ဒါတမန်တော်ရှင်ဘုရားအဲ့ဒါအားပေးတာမဟုတ်ဘူးဆိုတော့အဲ့ဒီလူအတိတ်ပင်မရှိတဲ့အရာတွေနဲ့အချိန်မကုန်စင်နဲ့သူကောင်းသောအကျင့်လို့ပြောတဲ့အခါမှာမင်းမမိသားစုရှိရမလားသွားမိသားစုကိုကျွေးပြည့်စုဖို့အတွက်မိသားစုစီးပွားရေးကဘာရှိလဲသူရင်းနှွားရေးစိတ်တွေမွေးကြတယ်။ Okay သူမွေးညက်ဆရာရှိရင်သွားမွေးသူအစာကျွေးဆရာရှိရင်သွားကျွေးသူတွေကိုသွားပြီးတော့မှရီတိုက်ဆရာရှိလို့ရှိရင်သွားတိုက်ဒါတွေလို့ပြောချင်တာအိမ်ဆောက်ဆရာရှိရဲ့ အပြီးတော့မှစိုက်တည်ပြင်းပေါ့ဒါလေသွားရမယ့်အချိန်ကြလို့ရှိရင်ဥပခြံနေရှိရတယ်လို့ရှိရင်ဒါဟိုစွန်ဘလွန်ပင်နေလာဒါတွေကိုလှုပ်ရှားရှိမယ်စပြစ်ရှိရတယ်စပြစ်ပြီးမဟုတ်ဒီမှာလာပြီးအချိန်မကုန်နဲ့မင်းအတွက်အကျိုးရှိတဲ့ဥစ္စာမင်းလုပ်တတာကိုပြောချင်တာဒါပေမဲ့အခုနပြောတဲ့အလကားအချင်းဤချိန်ကုန်လို့မှသွားတဲ့ကိစ္စမျိုးတွေဒါတွေအတိတ်ပဲမရှိဘူးဒါကိုပြောချင်တာဆိုတော့ပြည့်ညက်တရားနဲ့သက်ဆိုင်ပြီးတော့မှငင်းခုန်တဲ့ကိစ္စဆိုလို့ရှိရင်ဒါအခုကျွန်တော်တို့ အခုတလောဖြစ်နေတဲ့ဥစ္စာပေါ့နော်ဒါဥပုံနေနဲ့သက်ဆိုင်တဲ့အရာတွေကိုပြောတယ်ဆိုတော့ဥပုံနေကအာဒါစနေနေ့မှာဖျားရှိကူကမှန်တယ်တနွေနေ့ဖျားရှိကူကမှားတယ်နောက်ဆုံးတနွေနေ့ဖျားရှိကူလို့ရှိရင်ကေတင်ချင်းမရတော့ဘူးဆိုရင်ပုံစံမျိုးတိပြောလာတဲ့လူငယ်လေးတယောက်ရှိတယ်ဆိုတော့ तू ကအချက်လက်ဒီဒါအင်တာနက်ကနေရှာပြီးပြောတာလေးဖြစ်နိုင်တယ်ဆက်ဆရာရဲ့သူ့ရဲ့အရှိမရှိနေတဲ့စီနီယာဆရာကြီးတွေကသူ့အချက်လက်တွေပြီးပြီးတော့မှပြောတာလည်းဖြစ်နိုင် တော့သူကတီချာစင်းနေတီချာလှုပ်ပြီးတော့မှမသိလို့ရှိရင်အဲ့ဒါတွေကလက်တစ်ဖက်သူပြိုးနေတဲ့ပုံစံမျိုးသူပြိုးနေတာပြီးတော့သူကဆရာဝန်လေးဖြစ်မဲ့တင်တယ်လူငယ်လေးပြိုးနိုင်တယ်ဆိုတော့အဲ့ချိန်မှာတော့ကျွန်တော်တို့ယုံကြည်ရည်တည်ထားတဲ့ဒီခုနှစ်ရက်မှာပထမနေ့ရက်သခင်ယေရှုရှင်ပြန်ထမြောက်တဲ့နေ့မှာကျွန်တော်ဖျားရှိခိုးပြီးတော့ကျွန်တော်ယုံကြည်ရည်တည်ချက်ကအဲ့ဒါ မှားနေတဲ့ပုံစံမျိုးသူကသင်ခွဲတဲ့သူဖြစ်သွားပြီးတော့မှသူဆွဲထုတ်သွားတာကျွန်တော်ဒါရန်အာဓမိစာယူသွားတာဓမိစာယူသွားတာကြောက်ရကောင်းတယ်မှားနေတယ်သူပြောတာဆိုတော့အဲ့ဒါကိုကျွန်တော်အခုဒီတနုဝင်နေအသိန်းတော်မှာရှိနေတဲ့သူတွေကတနုနဲ့ဖျားရှိခိုးတဲ့သူတွေကသူအချက်လက်ခိုင်ခိုင်မာမာနဲ့ပြောနေတယ်ကောင်မှဒါပဲမှန်တယ် အာသူကလည်းဒီသိပ္ပံနဲ့ပတ်သက်တဲ့အဥ္စာတွေပရိုတွန်နဲ့အလိုထွန်းနဲ့နျူထရွန်နဲ့ပတ်ဆွဲပြီးတော့သူပြောတာတွေအများကြီးရှိနေတယ်။တကယ်တော့ဥပုံနဲ့အနားယူတဲ့အဥ္စာကဘာမှမဆိုင်ဘူးကတကယ်တော့။အဲ့လားမျိုးနဲ့လေသူကဘာလုပ်လဲဆိုလို့ရှိရင်ဆွဲပြီးပြောပြန်။ဟောအဲ့ဒီမှာတချို့တွေသူ့နောက်လိုက်ပြီးတော့သူ့နားထောင်နေသူတွေအများကြီးဖြစ်လာပြန်။ဟာဒါနှုတ်ကပတ်တော်တိုက်ခိုက်တဲ့ဥ္စာတွေအများကြီးနော်။ကျွန်တော်အများကြီးသတိထားရမယ်။ဒါကြောင့်ခုနပြောတဲ့ပြညတ်တရား နေပတ်သက်ပြီးတော့မှညင်းခုံပြီးတော့မှတဲ့တိုက်လန်နေဥစ္စာပြညတ်တရားကြောင့်ယံတွေ့ခြင်းတိုက်လန်ခြင်းတို့ကို၎င်းရှောင်လို့ဒါပေမဲ့ကျွန်တော်တို့ရဲ့ယုံကြည်ရည်တည်ချက်ကိုတော့ပြန်ပြီးတော့ stem လောက်ရမယ်ဆိုတဲ့ဥစ္စာအရှိမပါတယ်ဗျ။ကောင်းသောအကျင့်ကိုကျင့်ပါလို့ပြောတဲ့အခါမှာအဲ့ဒီဥစ္စာ greed လို့ဆိုလို့ရှိရင်ဒါက stem လောက်ရမယ်လို့ပြောတာရည်တည်ရမှာအဲ့ဒါကိုပြောချင်တာ။ဆိုတော့အဲအဲ့ဒီအကြောင်းအရာနဲ့ပတ်သက်လို့ရှိရင်တော့ ကျွန်တော်ဒီမာရဏတအသိတော်ကຫນွေຫນွေရသည်ចန်းစာတင်တန်းဒါ16ရက်နေ့နောက်ဆုံးနေ့ပေါ့နော်အဲ့ဒီမှာအဲ့ဒီသင်္ကန်းသာရှိခဲ့ပြီဆိုတော့ April ဒါ16ရက်နေ့မှာသူပြောထားတဲ့ဥစ္စာရှိတယ်ဆရာကမဝင်းဆိုတဲ့ဥစ္စာအဲ့မှာသွားတော့မှကြည့်ကြည့်ပါဟိုတည်တည်ချာချာလေးပြောထားပါဥပဒေနဲ့ပတ်သက်ပြီးတော့မှဒါကျွန်တော်တို့ရဲ့တမာတရားចန်းစာတွေရဲ့အတိုင်းကိုပြောတယ်တနည်းအနေနဲ့ဘုရားရှိခိုးရဲ့ယုံကြည်သူ ို့သူပဲနှစ်ချင်းနေပေါ့နော်နှစ်ချင်းနေနဲ့တက်ဆိုင်ပြီးကျွန်တော်ယုံကြည်ရည်တည်ချက်ကဘယ်ဥစ္စာအမှန်လဲဆိုတာကိုအဲ့ဒီမှာပြောပြထားတာရှိတယ်ပြီးတော့မှကျွန်တော်တို့ငငယ်လေးကတည်းကယုံကြည်ရည်တည်လာတဲ့ဥစ္စာကျွန်တော်ကဟိုစံစာတွေကလည်းဖတ်တာအားနေတယ်ဆိုတော့လေဆိုတော့ဟိုကပြောတဲ့ဥစ္စာတွေကအချက်ကျကျတွေရှောက်ပြောနေတော့တကယ်တော့စံစာနဲ့ချုံနေရလဲအများကြီးရှိတယ်အဲ့ဒါတွေကိုနည်းနည်းလေးပြန်ပြီးတော့မှပြင်ထားပြီးအဲ့ဒီအတိုင်းကျွန်တော်ယုံယုံဖို့အဲ့ဒီအတိုင်းဆိုတာ တမကျန်းစာအတိုင်းဇက်ကမန်ပြောထားတဲ့အဥ္စာနှုတ်ကပတ်တော်အတိုင်းကျန်းစာတွေကပြောထားတဲ့အတိုင်းယုံမှုဖြစ်ပါတယ်။ဘီနာလာပြီးဩဝါဒလီတိုက်တဲ့အခါမှာကျွန်တော်ရွေးမသွားဖို့အတွက်အဲ့ဒါလည်းအရေးကြီးပါတယ်။နောက်တာဒီမှာနှုတ်ကပတ်တော်ကပြောထားတယ်။ဆိုတော့ထိုရာတို့သည်အကျိုးမရှိအချီးနှီးတသက်ဖြစ်ကြ၏။အစင်းမှာသင်ခွေသောသူကိုနှစ်ကြိမ်မြောက်အောင်ဆုံးမပြီးမှပေရှားနှင့်ထုတ်လို့အသင်ခွေသောသူ ကျော်တာခုနလိုပုံကူမျိုးလေးရအဲ့ကျွန်တော်သင်ခွဲနေပြီသူ့ဘက်ကိုပအောင်မနေလုံနေပြီအဲ့သင်ခွဲတဲ့သူဆိုတော့သူကလည်းဖြစ်ချင်တော့ကျွန်တော်တို့နဲ့အတူတူရှိနေတဲ့သူမို့တော့ကျွန်တော်သူ့ကိုခေါ်ပြီးတော့မှနင်းထုတ်လို့လည်းရတဲ့သူမျိုးမဟုတ်ဘူးဗျာဆိုတော့ကျွန်တော်တို့ပဲပြန်တတိထားရမယ်နော်အဲ့ဒါအဲ့ဒါအရေးကြီးကျွန်တော်တတိထားရမယ်အဲ့ဒါနောက်တစ်ခုကကြတော့ထူးထူးသောသူသည်ကိုယ်အဖြစ်ကိုတိလျက်ပြီးအပြစ်ပြု၍မှောက်လန်သောစိတ်ရှိသူ ဖြစ်တည်ဆိုဒီခြေတိတ်ကြီးရတာတော့သူ့ကိုသူအပြစ်ရှိတယ်လို့သူကမမြင်ဘူးဗျသူကိုယ်တိုင်ကအဲ့ဒါသူမှန်နေပြီဆိုပြီးတော့မှသူ့ဘက်ကိုပဲသူပြောနေတာဘောနော်ဆိုတော့ဒီမှာတော့ခုနပြောတဲ့သူကဟိုသူဆောင်းတဲ့သူကသူအပြစ်ရှိကြောင်းသူသိတယ်တဲ့ဆိုတော့အဲ့ဒီသူကအဲ့ဒီအပြစ်ကိုလည်းပြုပြင်ခြင်းစိတ်မရှိဘူးဆိုတော့ဒါကကျွန်တော်တတိထားရအောင်မယ်နော်အတ္တတာလေးမှာဒါကြောင့်ကျွန်တော် တစ္ဆာစကားဆိုဘုရားသခင်ဖြစ်စေခြင်းနဲ့အရာတွေကိုရေးထားတာတစ္ဆာစကားဖြစ်တယ်ဒီတစ္ဆာစကားကိုကျွန်တော်တို့အသက်တာထဲမှာဝန်ခံမှုလို့အခုကျွန်တော်ဒီပြောလိုက်တဲ့ဒီအခန်းငယ်3ခုလောက်ကကျွန်တော်အသက်တာထဲမှာအရင်ရေးကြည့်ပါအကောင်းဆုံးအကျင့်ကိုကျင့်ရမယ်အပြုလို့မှာခုနပြောတဲ့ငင်းခုံစရာကောင်းတဲ့အရာတွေဆိုတော့အဲ့ဒီမှာလာပြီဒါတကယ်တော့ဂျူးတွေနဲ့သက်ဆိုင်တဲ့အရာတပါအမျိုးသားတွေအတွက်အဲ့ဒီအရာတွေအကုန်ပြီးသွားပြီဒီပညာချက်တွေအကုန်ပြီးသွားပြီ ဆိုတော့ဒါမဲ့ Christian living မှာတွားရမယ့်ကိစ္စတက်တက်သွားတယ်။ဝိညာဉ်တော်တရားနဲ့ကျွန်တော်တက်တက်သွားရလို့ဆိုဖြစ်တယ်။ဒီတမဟောင်းကျမ်းကပေလိုက်ပြီလို့ပြောတာ။ဆိုတော့ဒါတွေကိုပြန်ပြီးတော့မှပြန်ပေါ်ထုတ်ပြီးမှဟိုနည်းနည်းခက်ရိုင်းရိုင်းပြောရင်ချီရောက်ရင်နူးလောက်ဆံမလို့ပါဘူး။ဒါတွေမလုပ်ပါနဲ့။ဆိုတော့အသက်ရှိတယ်။ဗိညာဉ်တရားအသက်နဲ့ကျွန်တော်တွားဖို့လိုအပ်ပါတယ်။ဆိုတော့ဒါလေးကိုစဉ်းစားမယ်ဒီပြုမယ်တက်တာထဲမှာပြန်ပြီးတော့မှ stand လုပ်ပြီးတော့မှရက်တီပြီးတော့မှသွားလာဖို့အတွက်အနေငယ်ကျွန်တော်တို့ကွန်အားပေးခြင်းပါတယ်တိုက်တွန်းခြင်းပါတယ်အားလုံးပေါ်မှာဖျောက်ခင်တိုက်ကွန်ကြည့်ပေးပါစေ